ဒါမှဒီ message ရှိနေမှာရုပ်ကောပဲကျွန်တော်လုတ်ပါမယ်။လမ်းပါနေလမ်းပါနေ host ကမဆန်နေ။ရှင်းပြထားတဲ့အလုံးပေါင်းဝင်ဖို့တဲ့အလုံးပေါင်း59ပါတီရှိပါတယ်။ Oh my god! လုတ်ပါနေမလုတ်ပါနေ host တော့လုတ်ပါနေဝလုံးကြီးပြတ်မောင်းသွားရင်တော့ပါပဲစိတ်ဝင်စားတယ်။ဟောက်စရကြော်စားမလားဘောရင်းလားစားမလားရှိရသေးလိုက်တော့လို့ရတယ်။ စတက်ကဒီမိုကရေစီလူကကြည်လီပြီးအမိုက်ကိုချင်းတဲ့တဲ့ကွန်ဒရေကိုပုံနဲ့တွေ့အကျဉ်းနဲ့လည်းဝေးဝေးနဲ့ရေချိန်တိုက်တဲ့အစ်စစ်ကိုပုံဦးဖေးကြီးအရက်ဆိုင်နဲ့မင်းတို့ဒီထောင်သက်သားတို့ရမတ်စကားတို့ရင်ခွဲမရခွဲစနိုက်ကြော်မိသားစုဘဝတွေဖြည့်ဆည်းတဲ့ကားမျိုးကြလို့ရှိရင်မင်းတို့ကောင်တွေတိုက်လူတို့ဒုက္ခပေးအခုလဲဟလာရွေးကောက်ပွဲ2025ဗာလဲစစ်မှန်တဲ့ဒီမိုကရေစီကိုဟလာလူတို့ ်ရေကောက်ပွဲနဲ့သာပါတီမုန်ဒီဒီမိုကရေစီနဲ့သာပေါ်ပေါ်နိုင်တယ်ဆိုမင်းတို့အဆက်ရှိပါနော်2020ရေကောက်ပွဲနိုင်ငံတကာကအကြည့်ပြလာတယ်ဆိုတာကိုမင်းတို့အတအကျိုးစီးပွားတည်ထောင်နေတဲ့အမှုပညာရှင်တွေနောက်တကအဆိုတော်တွေဘောမာတယ်မင်းတို့ဒီတာဘယ်လိုမှနိုင်မှာမဟုတ်ဘူးရေကောက်ပွဲကိုမဲပေးကြပါဒါမဲ့မဲမပေးတဲ့သူချိတ်ချောက်တာတခါမှမပြောဘူးရှင်။ဘာကြောင့်လဲ။ကျမကချိတ်ချောက်ပါဝင်မရှိဘူး။ဘသူမှလည်းချိတ်ချောက်ပါဝင်မရှိဘူးရှင်။နောက်ဆုံးကုန်ကုန်ပြောရလို့ရှင်ဒီခုလမယ်ရွေးကောက်ပွဲကိုမကြိုက်ဘူးမို့လား။ Okay ရတယ်။ မဲမပေးနဲ့ဘာမှမဖြစ်ဘူး။ဒါကပြဿနာအကြီးမဟုတ်ဘူးရှင်။ပြဿနာအကြီးဖြစ်နေတာကရွေးကောက်ပွဲမှာပါဝင် ရှင်တိုင်မဲ့ကိုစလေတွေမဲဆန္ဒရှင်တွေရွေးကောက်ပွဲကိုကျင်းပပေးမဲ့ဝန်ထမ်းတွေကိုအနေရပြုတာကပြဿနာရှင်။ကြောက်တယ်ကြောက်တယ်ဘာလို့လဲကြောက်လို့ဆိုတော့တွေ့တယ်မလား။မဲမပေးနေငါတို့ကလို့ရွေးကောက်ပွဲလုပ်မယ်ဘယ်သူမှမဲပေးတယ်ငါတို့ကလို့လို့မဲထည့်ပြီးငါတို့ကအနိုင်ယူမယ်ဆိုပြောနေသဘောတရားပဲ။ဒါတော့မလုံနဲ့မရှုပ်နဲ့ဆိုပြီးပြောတာပါ။တေချာတာပေါ့ကြောက်တာပေါ့ အဲ့လိုလုပ်မယ်ဆိုတော့နိုင်ငံတော်မှာထုတ်ထားတဲ့ဥပဒေတိုင်းစီရင်ခံရမှာဖြစ်ပါတယ်ဒီလိုစီရင်မှုတွေကလည်းနိုင်ငံတကာမှာရှိတဲ့စီမင်းစည်းကမ်းအတိုင်းပါပဲကျွန်တော်မစီရင်ရင်ဒီဘက်ကရင်စီရင်ပြီးမှနင်တို့မပူနဲ့ဒီကောက်ကွယ်ဘယ်သူမှဖြည့်ဆည်းပိုင်ခွင့်မရှိပါဘူးဝင်ပြီးတော့မပူပေါင်းကြင်လည်းရပါတယ်ဖြည့်ဆည်းလို့မရပါဘူးရှင့်အိုးဘာအောင်မှာတော်တော်ထူးခြားတဲ့ရွေးကောက်ကွယ်လို့ပြောရမယ်ပြည်သူတွေကိုဝင်ပူးပူးအောင်လုပ်ရတယ်တဲ့ရွေးကောက်ပွဲကသူတို့ဘာသူလုံးပါတဲ့ဟုတ်တယ်မလားရှင်နာမရှင်လာကုလား ပလက်လာပြီးတော့လာကြီးတွေကြည့်တာကိုသွားသတိရမိတယ်ဒီနေရာမှာကျွန်တော်ခံလာကြီးကြည့်မှာမဟုတ်မင်းလာကြီးစီးရမှာတော်လာမျိုးတွေအားလုံးပဲတဘာဝဘေးနဲ့မေးပြီးတာမှအများဆုံးကြင်ဝင်ကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် revolution ရင် channel လေးကပြန်လဲကြိုးစားလိုက်ပါတယ်ဗီဒီယို reaction လို့တော့ပေးမှာတော့ယနေ့ဝင်မလာ5ရက်နေ့စနေနေ့ရမနက်ပိုင်းတောင်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့တော်လာမျိုးတွေအားလုံးပဲအဆုံးမရရှိဖို့ဒီနေ့မျိုးထပ်မံတောင်းဆိုလိုက်ပါတယ်အားလုံးအနေနဲ့ကတော့စစ်ကောင်းတော်တွေက၎င်းတို့ရဲ့ကိုကြိုးစီပွားတွေနိုင်ငံတော်အာဏာကိုအတင်းတမာမတရားဖြင့်သိမ့်ပိုက်ထားဒီမှာဒီမှာဆိုရင်တော့ ပေါင်949ရရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ကတရက်တာတွင်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးမှာတော့တင်တိုင်တိုင်းတင်တိုင်မြို့နယ်မှာတော့43ကောင်တော့ရှင်မိထားတာဖြစ်ပါတယ်။ဒဂိုင်းတိုင်းတန်ဆယ်မြို့နယ်မှာ2ကောင်မုံမီနယ်ရီးမြို့နယ်မှာ2ကောင်တည်တည်တည်ဆုံကြောင်နေသိရှိရပါတယ်။အနောက်သုံးတဲ့ပုံအနေနဲ့ကတော့ဒီစာကိုဖွင့်လို့မဖတ်တော့ဘူးဆိုတဲ့သချင်းလေးတိုင်းမှာပဲတသက်ခံရနေပြီးတော့မင်းအောင်နိုင်ကိုရွေးကောက်ပွဲကိုဝင်ပြိုင်ခွင့်ရဖို့ဆိုပြီးတော့စာကို3ချိန်မြောက်ပို့ခဲ့မယ်လေမင်းအောင်နိုင်ကဒီခါမှာတော့ဖောက်ဖောက်ပြီးတော့ပြလိုက်ဖြစ်ပါတယ်။ပြီးတော့လဲစာလေးအကြောင်းပြန်လိုက်ပါတယ်။ သက်သက်ခိုင်ကိုလုံးဝရွေးကောက်ပွဲတော့ခူးတို့ဘောက်ကဝင်ငွေမပြူးဆိုတဲ့စာလေးလေအကြောင်းပြန်လေလို့သက်သက်ခိုင်တကောင်တော့အခုဆိုရင်တော့ငိုပြီးပါဗျာပီပီပီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ဟာလာမယ့်ရွေးကောက်ပွဲမှာကိုယ်စားလောင်းဖြစ်ပေါ်ဝင်ခွင့်ရဖို့တနာခံစာရှောက်ထားခဲ့ပေမဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကပယ်ချတာခံလိုက်ရတယ်လို့သိရှိရပါတယ် UEC ကတော့ပြောပြီးသားပါသူတို့ကလက်ခံတယ်ဆိုရင်တော့မင်းအောင်နိုင်ကပယ်ချရင်လေသူတို့လက်ခံလို့မရဘူးဆိုတော့စောကြီးကတရားဝင်သက်သက်ခိုင်ပြောပြီးသားပါဘော်ရဲဆိုတော့မင်းအောင်နိုင်ဘောကသာကြီးဆုံးသူတို့လည်းမင်းအောင်နိုင်ဘောမနေရတာဆိုတာ တတိုင်းပြည်လုံးသိနေတဲ့အနေအထားဖြစ်ပါတယ်။ဒါဟာဒေါက်တာခိုင်ရစစ်တကလုံးမဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းနယ်မှာမျိုးသားလွတ်တော်ကိုစလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့အမိစင်းတင်ပြခဲ့ပေမဲ့မတမာမှုတွေငွေကြေးအခုလိုမျိုးချီးမှုတွေရှိတယ်ဆိုပြီးတော့မင်းအောင်နိုင်ကသူ့စီရပတ်စံတွေခိုးပြီးတော့ပြန်ပြီးတော့ဆက်မှဆိုးလို့ပိတ်ပင်ခဲ့ပေမဲ့သူ့အနေနဲ့ပြန်ပြီးတော့84ယောက်ထဲမှာသူတယောက်ထဲပြန်လာပြီးဝင်ရောက်ရမယ်လို့ထင်ပြီးတော့ မျိုးယူရွာယိုးကိုပေါက်ရှောက်ပြီးဥဆိုရင်တော့မဲဆွယ်စီယုံကြီးလုံနေမယ်လဲအခုတော့စောက်ရက်ကတော့တက်တက်ကြောင်ပွဲပြီးဖြစ်ပါတယ်။ကဲလက်ရှိမှာတော့တသက်ခိုင်တကောင်တက်တက်ကြိုင်ခံရပြီးတော့အိမ်မှာပဲအိတ်နေရမယ်နေထားတကူလိုရောက်သွားလို့ဖြစ်ပါတယ်။နောက်တဲ့တင်ပုံအနေနဲ့ကတော့အချက်ပတ်မင်းအောင်လိုင်းဟာအင်းရင်ပြီးနေဖန်အမျိုးကိုလာရောက်မယ်ဖြစ်ပြီး BJ အပေါင်းဝင်စစ်တပ်နဲ့အစဉ်ပြေတဲ့ကျင်းနဲ့နဲ့ကြိုင်များမျိုးတဲမလာရောက်အမိန့်ထုတ်ထားကြောင်းအင်းရင်စင်းရဲ့တင်မီကသိရှိရပါတယ်။ကျမ်းပါစေကောင်းတော်မင်းအောင်လိုင်းဟာတလောရန်ကုန်မြို့မှာရောက်ရှိနေပြီးတော့ဥဒ္ဒဘာတာကလေယာနယူဝါအသင်း YNB ရဲ့85ချိန်မြောက် စင်ရတု38ပြမင်္ဂလာတရားတော်နဲ့ဘုဒ္ဓဝင်ဆောင်ဝဲစုချင်းမြင်ပွဲခန္ဓာကိုတက်ရောက်ခဲ့ကြောင်းနဲ့အဲ့ဒီမှာတဆင့်ဖန်အမျိုးကိုလာရောက်ရန်ရှိနေကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းဟာမူဝင်မြို့နယ်မှာလည်းဖွင့်နေရန်ရှိတဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးတက်ကတော်မူဝင်ဝင်ပွဲကိုလည်းတက်ရောက်ပြီးပြီးတော့ဒီမှာနေခဲ့တဲ့မူဝင်မြို့တစ်ခုလုံးလမ်းဘေးဝဲရာစေတုံချင်းလုံကြုံရေးများခြားထားခြင်းဝင်ကြီးဌာနအဆောက်အအုံများစေတုံချင်းများလှုပ်ဆောင်နေရှိကြောင်းသိရှိရပါတယ်။ဝင်ပါတတရပမာမူဝင်မှာစိုက်မွေးတက်ကတော်ဖွင့်ပွဲစစ်ကောင်ဆောင်တက်ဖို့ရှိပါတယ်။အဲ့ဒီဟာအခါအခုကတည်းက ကျိုးပြင်းနေကြပြီလို့လည်းမိုးပင်ခြေဆိုင်ဒေသသတင်းမီဒီယာသိရှိရပါတယ်။ကဲမိုးမှာရှိတဲ့တော်လန်ပြည်သူတွေနေလည်းမရောက်အောင်လည်းတော့ကြိတ်ပြီးလိုက်ကြပါအောင်ဗျာ။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့စစ်ကောင်စီကပေးတဲ့လူမှုထူးချွန်စုကိုတက်ထောက်ခံသူဒိန်းတော်ပေါင်းဝင်12ဦးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကတော့လူမှုထူးချွန်စုပေးဖို့စီစစ်တော့ပြန်ကြိုက်ကဒိန်းတော်ကိုလည်းပွင့်ခန့်တာလည်းမဟုတ်ထောက်ခံပွဲဒီမှာလည်းခဏခဏခေါ်တော့နေတော့စုတက်စုတော့ပေးတယ်နေဆိုပြီးဝိုင်းဝန်ထောက်ခံပေးကြတယ်လို့သိရှိရပါတယ်။အဲ့တော့တမဟုတ်ပါဘူး။ငင်းချမ်းအုံဒီတို့ကပါပေးပြီးသူတို့အကုန်လုံးကတက်တွက်အမာခံ စပီကာလုတ်ပြီးနေတာဆိုပြီးတော့လေကြားသိရတာဖြစ်တဲ့အတွက်မင်းအောင်နိုင်ကောင်အနေနဲ့ပေးဖို့ဆိုပြီးဆုံးဖြတ်လိုက်ပုံရပါတယ်စစ်တဲဟာဂိမ်းတော်တို့အဖွဲ့ကိုခီသိတဲ့သဘောနဲ့နေနဲ့ပေးပြီးတော့ခိုင်နေဝေးဝေလူကျော်ထူးခန့်ကျော်တို့ကိုတော့စစ်ကားတွေဝင်ရိုက်ပေးလို့လူမုံထူးချွန်စုကြီးထက်မှန်ပေးသွားကြောင်းလည်းသိရှိရပါတယ်သူတို့ကိုထောက်ခံတဲ့တရုတ်ဆောင်တွေဒါရိုက်တာတွေလူရှင်တော်တွေလူမုံထူးချွန်စုတွေအသီးသီးပေးခဲ့တယ်လို့လည်းစစ်ကောင်စီလောက်ခံသတင်းမီဒီယာသိရှိရတာဖြစ်ပါတယ်ဇေယျမောင်မောင်ဂိမ်းတော်ဝေလူကျော်ငိန်ချန်ခိုင်နေဝေးမျိုးမင်းလင်ကျော်စောလင်းချမ်းသာကြည်စိုးထူးခန့်ကျော်ပြမောင်စမ်းမင်းဝင်း ရမြကေခိုင်တိန်ညွန့်အုံးစည်းတို့ကိုလည်းပေးခဲ့တာတွေ့ရပါတယ်။ဒီကောင်စီကစုတွေကိုပထမဒုတိယတတိယအဆင့်30ခွဲခြားပေးရမှာတော့ပထမအဆင့်လူမှုထူးချွန်စုကိုတော့ဟာသတေဥဆောင်ဒိန်းတော်နဲ့ဒါရိုက်တာဇင်ယောမွန်တို့ရရှိပြီးဒုတိယအဆင့်စုကိုတော့ဟာသတေဥဆောင်ငိမ့်ချန်းသေဥဆောင်ဝေလူကျော်နဲ့ခိုင်နှင်းဝင်တို့ရရှိတယ်လို့သိရှိရပါတယ်။တရားဆင်စုဖို့တော့တရုတ်ဆောင်တွေဖြစ်ကြတဲ့ထူးခန့်ကြောအပြင်အခြားသောတရုတ်ဆောင်မျိုးစုံရရှိခဲ့ပြီးတော့စစ်ကောင်စီကသူတို့ကိုထောက်ခံတဲ့ပြည်တွင်းကကောင်တွေကိုချွေးသိတဲ့နေရာမှာတော့ခွေးလိုပဲအစိမ်းတန်းခွဲပြီးတော့ပေးနေရလဲတွေ့နေရပါတယ်။ ဘယ်ကောင်ကဘောပူမလဲဘယ်ကောင်ကဘုံပူအောင်လဲဆိုတော့ခွဲချားစိတ်ဖြစ်ပြီးပေးတဲ့နေထားလည်းဖြစ်နေပါတယ်လေခွင်းနေမျိုးလေခွင်းနေမျိုးတော့ကျွန်တော်ငယ်ဘွားကိုသွားတရီရတယ်ကျွန်တော်ပေပခုံးခင်ကြီးကိုသူ့ဘာနေပြီးတော့မင်းအောင်လိုက်နေပြီးတော့ရွေးကောက်ပွဲလုပ်ရင်စစ်တဲ့မကောင်းကြောင်းမပြောရဘူးဆိုပြောတဲ့ကခင်ကြီးကစစ်တဲ့မကောင်းကြောင်းမပြောတော့ဘူးသူ့ဘွားကြောင်းသူပြောတော့တယ်ပို့ပြီးတော့ပို့တော့သွားတရီရတယ် ဖရဲတို့နေရာမှာတောင်းနေပါရှိတယ်ဗျာကျွန်တော်နေမှာသူ့ဖရဲသူ့ကိုလေဝင်းတွေကိုဖျက်ပြီးရောတယ်ပို့တာတယ်အမှန်တော့မင်းကအဲ့ဒီချိန်တွေကရေဝေးပို့ပေးလိုက်ရမှာအဲ့ဒါဆိုရင်တော်တော်လေးကိုမန္တလေးမှာလက်ရှိချိန်တော့ငင်းငံ့သွားမှာတောင်းမရှိဘူးอืมပြောတယ်တောင်းရင်တောင်းရင်ညှို့ရမှာဟာအဲ့တောင်းနေမြင်လိုက်ရင်ကျွန်တော်ကရေနေခုံးလာအဲ့တောင်းဒီတောင်းတော့မဟုတ်ဘူးဗျာဘမကြီးမှာရှိတဲ့အဲ့လိုတောင်းနေပုံမှာကျွန်တော်အသက်လူတွေတိုက်ပွဲတွေအများကြီးဆုံးခဲ့တယ်ကျွန်တော်ကိုယ်တိုင်တနတ်ဒဏ်ရခဲ့တယ်ကျွန်တော်ချက်တဲ့တဲ့ငယ်ချင်းတွေအဲ့တောင်းပုံမှာထားခဲ့ရတာရှိတယ် ဒီကောင်မြန်မာနိုင်ငံပတ်ပြီးစကုတ်နှစ်ချက်မှန်းတဲ့ကြောင့်လိုက်ပြောနေတာပဲသူကြည့်တော့သူရင်ဥအောင်ပြစ်တော့စကုတ်နှစ်ချက်မှန်းတာနော်သူကနောက်ကျမှပြင်ရအချက်190ပါသူမဒီကောင်နော်အဲ့တောင်မှာကျွန်တော်တကယ်ကြီးနေကိုကိုလေးငါဆွန့်လို့ခဲ့ရတယ်ရှိတယ်อืมကျွန်တော်ကိုလေးနဲ့ထိခိုက်တာရတယ်ရှိတယ်ချွေးပေါက်တင်ရတယ်ဟုတ်တယ်မလားရှင်းမ်းမှာရှင်းလာကိုလားဘယ်လက်လာပြီးတော့လာကြီးကြီးတာကိုသွားတရိရပြီတယ်ဒီနေရာမှာကျွန်တော်ခံလာကြီးကြီးမှမဟုတ်မင်းလာကြီးစီးရမှာစားချက်နှစ်ခုသွားတွေ့တယ်နော်ငယ်ဘွားကိုလည်းတရိရတယ်ကျွန်တော်ဖြတ်တန်းခဲ့ရတယ် နှစ်ပေါင်း30လောက်ဖြာတန်းခဲ့တဲ့ဘောက်လည်းသွားတွေ့ရတယ်။ဒီမှာကျွန်တော်ယုံရှိနေတယ်။ဌာနချုပ်ကဒီမှာရှိနေတယ်။ကျွန်တော်ဥက္ကဋ္ဌဌာနချုပ်ကနေရတယ်။ဒါတွေကိုပေါင်းစပ်လိုက်တယ်ဆိုရင်ဒီနေရာကျွန်တော်ရဲ့ဘူမိနတ္တန်ဟုတ်တယ်နော်။ဟုတ်တယ်နော်။အဲ့ထက်မှမှကျွန်တော်ဇီယာတိတူရွေးတယ်။ခင်ဗျားတို့ကျွန်တော်ကိုခိုင်းပါအခုခင်ဗျားတို့ယွာဒီနဲ့ပတ်သက်တဲ့လူအချက်တွေအကုန်လုံးကျွန်တော်စဉ်းပြုစုနေပါတယ်။နော်။ကျွန်တော်ကအစိုးရအဖွဲ့ပို့တော့အချို့ကတော့လုတ်ပေးလို့မရဘူး။လုတ်ပေးလို့ရတဲ့ဟာတွေကိုလုတ်ပေးသွားမယ်။လုတ်ပေးလို့များတဲ့ဟာတွေကိုအစိုးရအဖွဲ့ကိုတင်မယ်။ ကဲပြည်ခိုင်မျိုးပါတီ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 ရည်သူတက်ပါလေဒီမျိုးတွေကနေတကပတ်ပြီးတော့လက်ရှိချိန်မှာတော့သူကြီးမှန်သွားတဲ့အကြောင်းနဲ့သူကဘလောက်တူရဲကောင်းတယောက်ဖြစ်ကြောင်းနဲ့ပြီးခုံပါတီအောင်ရေးဒိုးရေးဆိုပြီးတော့၃ချိန်၃ခါအော်ဆောင်ရေးရေရချင်းမှုပြီလို့နေရလည်းဖြစ်ပါတယ်သောမင်္ဂလာပါမင်္ဂလာပါကိုကျော်ကပြီးခဲ့တဲ့ပတ်ကကျွန်တော်တို့ရဲ့ဒီစကားဝိုင်းကလည်းကြပြန့်ကိစ္စပဲဆွေးနွေးခဲ့ကြတယ်ဗောနော်ဒီတစ်ပတ်လည်းကြပြန့် ကိစ္စပဲဖြစ်လာတိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ဘက်စကားဝိုင်းမှာကွန်ဆိုကပြောခဲ့တယ်ကျွန်တော်တို့မြန်မာနိုင်ငံနယ်စပ်မှာဖြစ်နေတဲ့ဒီစကန်စင်တာတွေပေါ့ဒီကြာဖြန့်အော်အလုပ်တွေနဲ့ကြာဖြန့်လုပ်ငန်းတွေရဇွေကိုင်းတွေနဲ့ပတ်သက်ပြီးတော့တရုတ်ကဒီလိုမျိုးလှုပ်တာတွေရှိပေမဲ့ဒီအမေရိကန်ကဘလောက်စိတ်ဝင်စားမလဲဆိုပြီးတော့ကွန်ဆိုမေးခွန်းထုတ်ပြောသွားတာရှိတယ်ဆိုတော့တိုက်တိုက်ဆိုင်ဆိုင်မှာဒီ၁၂နှစ်နေမှာပေါ့လေဒီနိုဝင်ဘာ၁၂နှစ်နေမှာအမေရိကန် ိုင်ငံရေးဌာနထုတ်ပြန်တဲ့အထက်မှာဒီမြန်မာဘာဝတီအရှိတောင်အရှနိုင်ငံတွေမှာရှိတဲ့ဒီကြားဖြန့်ကိုင်းတွေကိုနှိမ်နှင်းဖို့အတွက်ဒီ scam center strike force ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းလိုက်ပြီဆိုတာမျိုးပေါ့နော်ဒီထုတ်ပြန်လိုက်တာအမ်တွေ့ရတယ်ဆိုတော့ဘလို့အခြေအနေတွေဖြစ်လာနိုင်တယ်လဲဘာတွေဖြစ်လာမလဲပေါ့လေစိတ်ဝင်စားစရာတော့တဆင့်တက်လာတာပေါ့လေအရင်တော့ကြာတော့ဒီပြီးခဲ့တဲ့စက်တင်ဘာမှာဆိုလို့ရှိရင်အဲပုံမူကြီးစောချစ်သူနဲ့ ဒီဂျာပန်ကောင်းဆောင်ချက်ချက်ကြီးကျန်းကိုဟိုအမေရိကန်ကနေပြီးတော့ဒီအမေရိကန်နိုင်ငံသားတွေကိုဒီလိန်လယ်မှုတွေနဲ့ပတ်သက်ပြီးတော့ဂျာပန်အမှုနဲ့ပဲဒီဟိုတန်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့တယ်။အမနေ့ကဆိုလို့ရှိရင်လည်းဒီစနေနေ့မှာဟာဒီနောက်ထပ်ဖွဲ့ဖြစ်တဲ့ဒီ DKPA ပေါ့ဒီမိုကရေစီကျိုးပြုကင်းတက်မလို့ DKPA ကောင်းဆောင်နေဖြစ်တဲ့ဒီဗိုလ်ချုပ်ကြီးစောစတီတို့စီရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းတို့လားဒီစီဦးစီးအရာရှိချုပ် ဘိုလ်ချုပ်စောဆန်းအောင်နဲ့ဒီဗိုလ်မှူးချုပ်ဆိုင်းကျော်လှတို့ပါဒီကြားဖြတ်မှုနဲ့ဒီရေးယူတန်ခတ်တဲ့စင်းတွေကိုထည့်လိုက်တာတွေ့ရတယ်ဆိုတော့ဒီတခါတည်းပဲခုနလို scam center strike food လို့ဟာမျိုးပေါ့နော်ဖွဲ့လိုက်တယ်ဆိုတော့နေဆက်မှာပါတယ်ထူးခြားလာနိုင်မလဲစင်တက်လာစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတခုရောက်လာပြီလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်တို့သုံးပွင့်ဆိုင်လို့ကျွန်တော်တို့တွက်ထားခဲ့ကြတာရှိတယ်ပေါ့နော်။သုံးပွင့်ဆိုင်ဆိုတာတရုတ်က မြန်မာရဲ့ထိုင်းနိုင်ငံကျွန်တော်ပြောနေတာဒီမြန်မာနယ်စပ်မှာရှိတဲ့ scam center တွေပတ်သက်လို့အရေးယူဆောင်ပြနေတဲ့သူတွေပေါ့ဆိုတော့အဲ့ဒီမှာတရုတ်ကအဓိကအခု၃ဝန်ဆိုင်ပုံမဲ့၄ဝန်ဆိုင်ရဲ့အနေထားရောက်လာတော့ပြောလို့ရတာပေါ့၄ဝန်ဆိုင်ဘာကြောင့်လဲဆိုတော့ခုန strike force လုပ်တဲ့ဆိုတာကတော့ဒါ US ကနောက်တဲ့ challenge တစ်ခုထပ်လန်းတာဖြစ်တယ်ဒီ challenge မှာတော့ American တရားရေးဌာနပါတယ်ပြီးတော့ FBI ပါတယ်ပြီးတော့ US Secret Service ပါတယ်ဆိုတော့အဲ့မှာတော့သူတို့တရားစိုးစိမ်မှု အဆင့်ပေါင်း၃လဆင့်ရှိမယ်ဒီဒီ scam center တွေက this scam center တွေနဲ့ဒီ scam center ခေါင်းဆောင်တွေကတအမေရိကန်လူမျိုးတွေဆီကနေပြီးငွေကြေးတွေကိုလိမ်လည်နေတာ online ကလိမ်လည်နေတယ်ဆိုတဲ့ကိစ္စအဓိကပေါ့နော်ဆိုတော့အမေရိကန်ဒီလိုပြောပြီဆိုရင်တော့ဒါကတော့နောက်နေတာတော့မဟုတ်ဘူးတော့တရားကတကယ်ရေးယူဆောင်မှာဖြစ်တယ်ရေးယူတဲ့ခါကျရင်တရားရေးရရေးယူမယ်သူမှ evidence လည်းရှိတယ်ဆိုရင်ရေးယူဆောင်မှုရှိမယ် ပြီးရင်တော့ဒီစင်တာတွေကဆက်ပြီးရှိနေဦးမယ်ဆိုရင်တော့ဖြိုခွင်းမှုတွေရှိလာမယ်ပေါ့ရှိလာတဲ့အခါကျရင်လည်းသူ့နေမြေခံရှိတဲ့တိုင်းပြည်မှာရှိမထိုင်းနိုင်ငံလာအိုကမ်ဘောဒီးယားမှာရှိတဲ့အာနာဘန်နေနဲ့သူပူးပေါင်းပြီးတော့ဖြိုခွင်းမှုတွေလုံးဆောင်မှာဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြိုပြီးပြောခဲ့သလိုပဲအခုကျွန်တော်တို့ KK Park อืมကိစ္စတွေကျွန်တော်တွေ့ရတယ်ဒါရွှေကိုကိုကညင်နေတယ်ဒါပေမဲ့ရွှေကိုကိုကိုအမေရိကန်စစ်ဝင်စားနေတယ်လက်ညှိုးစထိုးနေပြီဆိုတာကျွန်တော်တို့စပြီးတွေ့ရပြီ မကြသေးခင်ကပဲစက်တင်ဘာထဲမှာဟလာဘုံမကြီးစောချစ်သူကိုအမေရိကန်တက်ကပေးဆိုရယ်စားလုပ်လာပြီဒါချီလန်တလန်စမ်းလန်တာပေါ့နော်ဒါပေမဲ့အခု strike force လုပ်လာပြီဆိုရင်တော့ဒါကျောစောချစ်သူကိုအမေရိကန်ကလိုချင်ပြီလားပေါ့လိုချင်နေပြီတောင်းဆိုတော့မှလားဆိုတဲ့ကိစ္စပေါ့အဲ့ဒါနဲ့သူဖြစ်လာတာဒီတပတ်တူးဖြစ်နေတာကိုကျွန်တော်စိတ်ဝင်စားဖို့ခေါ်တယ်။ဘာလဲဆိုတော့ပေဆောင်ချင်းဒေတိုင်းဘေးကန်တဲ့ကိစ္စကျွန်တော်ဆွနေခဲ့တယ်ပြီးတော့ရှက်ချီချန်ကိုပြန်ပို့တယ်ထိုင်းထောင်နေပြီးတော့ ကျုပ်ပြီးရောက်ခဲ့ပြီသူလင်မောအစင်းတဲ့ပုံတွေကျွန်တော်တို့တွေ့ရပြီဟလာထိုင်းထိုင်းလင်ရတက်ထိုင်းဘက်ကထွက်သွားတဲ့အချိန်မှာပုံစံတစ်မျိုးပြန်ဆင်းလာတဲ့ချိန်မှာပုံစံတစ်မျိုးเนาะချက်ကြီးကျန်းဆိုတာဘာတူလဲဆိုတော့ရာထိုင်း international holding group ရဲ့ chairman ဖြစ်တယ်ဥက္ကဋ္ဌလည်းဖြစ်တယ် online site ပေါင်း200ကျော်သူထောင်ထားတယ်ဟလာဒီတရုတ်တရုတ်နိုင်ငံတရုတ်ပြည်သူတွေဆီကနေယွန်ဘီလီယံပေါင်းများစွာကို လာလိန်ယူခဲ့တဲ့သူဖြစ်တဲ့တရုတ်အစိုးရနဲ့အလို့ရှိနေတဲ့သူတယောက်ဖြစ်တယ်သူဒီနေ့ပြန်သွားပြီပြန်ဖို့ခံလိုက်ရပြီအာသူ့ရဲ့ကြားနာမှုတွေကိုလည်းကျွန်တော်တို့မကြခင်သိရမှာဖြစ်တယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာရှဲချီချန်ရဲ့စီဝါဘက်ညီမပြင်မှာဘယ်သူလဲကြည့်လိုက်တော့ကျွန်တော်တို့ BGF ကဘုံမူကြီးဆော့ချစ်သူဖြစ်နေတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒါတွေအကုန်လုံးဆက်ဆက်မှုတွေရှိနေအခု American Golden ပါလာပြီ Strike Force ဖွဲ့ရဲဆိုတဲ့အခါမှာနော် Lewis and Zelen ဖြစ်လာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ ဒီဟိုခုနပြောလို့ပဲရှက်ကြည့်ကြမ်းမဲ့ဖြစ်ဖြစ်ဒီနေကြဆောင်တက်ကောင်းဆောင်ဆော့ချစ်သူပါဝင်ဒီထိုင်းမြန်မာနယ်စပ်မှာဆိုလို့ရှိရင်ဟလာခုနဟိုဒီကေဘီဆိုလို့ရှိရင်လဲဒီစစ်တပ်နဲ့ဒီဟိုနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ထိုးထားတဲ့အဖွဲ့ဖြစ်တယ်အခုချိန်ဒီလဲစစ်တပ်နဲ့ဆွေးနွေးမှုတွေလုပ်နေတဲ့အဖွဲ့ဖြစ်တယ်ဒီ BGS ဆိုလို့ရှိရင်လဲဟာဒီစစ်တပ်ရဲ့ဩဇာခံတပ်ပေါ့ ဒါပေါ့ဆိုသူတို့တွေကဒီတောင်ရင်မြက်တကြောမှာရှိနေတဲ့ scan center တွေနဲ့မလွတ်ကင်းကြအောင်ဖြစ်နေကြတာပေါ့လေအခုဒီထွက်လာတဲ့ report တွေအရာဆိုလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့တွေလည်းအားလုံးကဒီမှာမြင်နေကြတယ်အခု KK back ကိုရှင်းတယ်ဆိုတာကလည်းဟန်ပြဆိုပြီးတော့တောင်ဝိုင်းပြီးတော့ပြောနေရတဲ့အခြေအနေပေါ့နော်တခြားနေရာတွေမတို့မထီပဲနဲ့ KK back ကိုပဲလုတ်ပြတယ်ဆိုတဲ့အမျိုးတွေထိုင်းသတင်းဌာနတွေကိုယ်တိုင်လည်းရေးကြတယ် မြင်နေကြရတယ်ဒီ scam ကျင်တာတွေအကုန်လုံးနေဆက်မှာမြင်နေရတဲ့ဟာမျိုးပေါ့နော်ဆိုတော့အခု TRN နဲ့ပတ်သက်နေတဲ့သူတွေကို American ကအခုလိုခုနကကိုအောင်ဆိုပြောသူတလန်းတိုးလာတယ်ဆိုတော့ဖမ်းမှလာဖမ်းနေဖမ်းလို့ရမလားပေါ့ဖမ်းလို့ရမလားဖမ်းနေဆိုရင်တော့ခုနပြောခဲ့သလိုပဲထိုင်းနေဆက်မှာရှိတဲ့အတွက်ကြောင့်ထိုင်းအာဏာပိုင်တွေပူးပေါင်းဆောင်မှုတွေလိုတယ်တစ်ချိန်ထဲမှာပဲနေပြည်တော်ကိုလည်း American သူ့ရဲ့ concern ကိုသူ့ရဲ့ သူစိုးရိမ်မှုတွေဒီကိစ္စနဲ့ပတ်သက်ပြီး American ပြည်သူတွေရဲ့အိတ်ကထဲကသူတို့ရဲ့ saving တွေသူတို့စုထားတဲ့ငွေတွေကိုဘီလီယံနဲ့ချီပြီးတော့ဟလာအလိန်ခံနေရတယ်အဲ့အလိန်ခံနေရတဲ့နေရာကဒီနေရာတွေပဲဆိုရလဲ American သူမှ information လည်းရှိတယ် evidence လည်းရှိပြီးသွားပြီဖြစ်တယ်ဆိုရင်တော့ဒီနိုင်ငံတွေရဲ့ပူပေါင်းဆောင်ရွက်မှုကိုလိုတာပေါ့ခုနပြောခဲ့သလိုပဲကိုကျော်ကပြောခဲ့သလိုပဲ BGF က DGBA ရောဒီဖွဲ့တွေအကုန်လုံးက ဘသူရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတာလဲပေါ့ဟလာကျုပ်ရဲ့အုပ်ချုပ်မှုအောက်မှာလားထိုင်းအုပ်ချုပ်မှုအောက်မှာလားဒါမှမဟုတ်မြန်မာရဲ့အုပ်ချုပ်မှုအောက်မှာလားသူသဖြင့် DKBA နဲ့ BGF ဆိုရင်တော့ဟလာသူသဖြင့်မြန်မာစစ်ကောင်စီရဲ့တရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့သူတွေပေါ့ဒီရာဇဝတ်မှုတွေကျူးလွန်နေတာဒီအဖွဲ့အစည်းတွေဖြစ်တယ်ဆိုရင်တော့ဒီအဖွဲ့အစည်းတွေကပြန်ကြည့်တဲ့အခါကျရင်ဒီနေ့နေပြည်တော်ကကြည့်ရင်တော့တို့ကတို့ရဲ့အဖွဲ့သားတွေ border gun force တွေဖြစ်တယ်ပေါ့ ဲ့မဲ့အခုဆိုရင်တော့တရုတ်နဲ့အမေရိကန်ဘက်ကကြည့်မယ်ဆိုရင်တော့ဒီလူတွေကယာစွတ်သားတွေဖြစ်နေတာကိုဒီနေ့ကျွန်တော်တွေ့ရတာဆိုတော့အမေရိကန်သူကဖမ်းမာလာရေးယူမာလာပေါ့ဆိုရင်တော့ကျွန်တော်ကျွန်တော်တို့စပြီးမြင်နေရပြီခြေလမ်းတွေဟုတ်တယ်မလားဆိုတော့အရင်တော့တာတကားတွေရှိခဲ့ဘူးလားဆိုရင်ရှိခဲ့ဘူးတယ်ကမ္ဘာနဲ့အနှံ့ပြားမှာအမေရိကန်သူလိုချင်တဲ့ယာစွတ်မှုနဲ့ဖြစ်ဖြစ်စိုက်ဘာမှုနဲ့ဖြစ်ဖြစ်ဟဲ့လားသူလိုချင်တဲ့အောင်မရရယူနေတဲ့သူကပါပါလဲရှိတယ်အာနာလဲရှိတယ်သူ global ူရဲ့သူရဲ့ဒီကိုဟာမှာရှိတဲ့သူရဲ့ super power တယောက်နဲ့လိုချင်တာသူရအောင်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့သူကျွန်တော်ထင်တယ် DA ဟာတွေကကျွန်တော်တို့သိပ်မကြတဲ့ကာလမှာတွေ့ရမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ strike force ဆိုတဲ့ဖြစ်တဲ့အကြောင်းနဲ့ဟိုသူကဒီကိစ္စကိုအရေးတယူနဲ့မြန်မြန်ဆန်ဆန်ဆောင်ရွက်မယ်ဆိုတဲ့သဘောလည်းဆောင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တကယ် strike force ဖြစ်တဲ့အတွက်ကြောင့် comedy တခုဖွင့်ထားလဲမဟုတ် the strike force ဖြစ်တယ်အဲ့ဒီမှာ US Secret Service လည်းပါတယ် FBI လည်းပါတယ် ်ပြီးတော့တရားရေးဌာနလည်းပါတယ်ဆိုတော့ဒီအဖွဲ့တွေကတော့ပါတာဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စကိုသူတို့ကအဖွဲ့လေးတစ်ခုဖွဲ့ပြီးတော့ concern ဖြစ်ပါတယ်ပြောမဲ့အဆင့်တက်ပို့တာပေါ့ဒီကိစ္စမင်းမင်းဆန်ဆန်ဆောင်ရွက်မယ်ဆိုတဲ့ပေါ်ပြတယ်အဲ့လိုပြတဲ့အတွက်ကြောင့်လဲဒီသူတို့ name လုပ်ထားတဲ့လာအိုနဲ့ကမ္ဘောဒီးယားနဲ့မြန်မာပေါ့နော်ဒီနိုင်ငံတွေအကုန်လုံးက US နဲ့ပူးပေါင်းပါလားဒါမှမဟုတ်ရင်ဒီကိစ္စမပူးပေါင်းမနေပါလားမပူးပေါင်းမနေဘယ်လိုတန်ခတ်မှုမျိုးကိုကြုံရမလဲ ဒါနဲ့သူတို့တိခဲ့ပြီးသားပါဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဘက်ကဆွေးနွေးတဲ့အခါမှာလည်းကျွန်တော်ပြောပြကြတဲ့အထဲမှာပေါ့နော်ဒီဘုံမူကြီးဆော့ချစ်သူကိုရောအာဟိုအမေရိကန်စိတ်ဝင်စားမလားလူချင်းမလားတရုတ်က လူချင်းမလားဆိုပြီးတော့ထဲဆွေးနွေးခဲ့တာရှိရဲ့ဆိုတော့အခုကဒီဒီကြပြန့်ကောင်းဆောင်လို့ပြောနေကြတယ်ဒီရှဲကြည့်ကျန်းကိုခုထိုင်းကနေပြီးတော့တရုတ်ကိုလွှဲလိုက်ပြီဆိုတော့ဆိုတော့ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါကျတော့တရုတ်ကရောဒီဗမွေးဆော့ချစ်သူကိုလိုချင်နေသေးလားလိုအပ်နေသေးသလားလို့ညင်တယ်ဆော့ဘဗမွေးဆော့ချစ်သူရဲ့မိတ်ဆွေကောင်းကြီးတယောက်ကတော့စီဝါဘတ်ကြီးတယောက်ကတော့ရှက်ချီကြောင်းပြောတာသူကတော့အခုတရုတ်ထောင်ထဲရောက်သွားပြီသူရဲ့ရှောက်လဲချက်တွေကိုကျွန်တော်တို့မကြခင်မှာတွေ့ရတော့မယ်မြင်ရတော့မယ်အဲ့ရှောက်လဲချက်တွေထဲမှာသူရဲ့မိတ်ဆွေဟောင်းဗမွေးဆော့ချစ်သူကြောင်းတွေလည်းအမှမလွဲမသေးပါမှာဖြစ်ပါတယ် ကျောက်ကတော့သူ့ကိုလိုချင်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ပယ်ဆောင်ချိန်ကတရုတ်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်တရုတ်ကတောင်းဆိုတဲ့အခါမှာမြန်မာဘက်ကနေပြီးတော့သူ့ကိုထိုးကြွေးလိုက်ရတယ်ပေါ့။ပေးလိုက်ရတယ်။ထိုးအပ်လိုက်ရတယ်။ဒါပေမဲ့စောချစ်သူဟာအဲ့လိုမဟုတ်ဘူး။မြန်မာနိုင်ငံသားပေါ့နော်။ဆိုတော့အဲ့ဒါကိုမြန်မာစစ်တပ်ကမြန်မာစစ်ခေါင်းဆောင်တွေဘယ်လိုဆုံးဖြတ်မလဲ။ဆိုတဲ့ကိစ္စတော့ရှိတာပေါ့နော်။ဒါပေမဲ့ကျွန်တော်မြင်တာကတော့ American ဆက်ပြီးတော့စိတ်ဝင်စားလာဖြစ်တဲ့အတွက်ကြောင့် တယောက်ကစောချစ်သူကိုတော့အရင်လိုချင်တယ်လို့ကျွန်တော်မြင်တယ်။อืมပြောနိုင်မျိုးတွေအားလုံးပဲဒီမှာတွေ့ခဲ့တဲ့အကြောင်းတွေရောလက်ရှိမှာအမေရိကန်နေပြီးတော့ခြားပြကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကမှစိတ်ဝင်စားပုံဝင်လာပြီးဖွဲ့စည်းရေးဖွဲ့စည်းပြီးတော့မြန်မာဘက်ကတော့အဓိကထားဖြည်းနည်းပြုပြီးတော့ဖွဲ့စည်းရေးဖွဲ့စည်းလာတော့တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးနောက်ပိုင်းဆက်ပြမလို့ဆက်ဆောင်ချက်မှာပြပြီးတော့ကြပြန်နေတဲ့ပတ်သက်နေခဲ့တဲ့မင်းအောင်လိုင်းတကောင်နေလဲမျက်ခုံးလို့ဆရာနေတာဖြစ်ပြီးတော့မင်းအောင်လိုင်းရဲ့အောက်မှာရှိတဲ့ BG ကကောင်နေနေလဲဘဝတွေပြတ်ဖို့လို့မင်းအောင်နေတာတော့အားရပါးရတွေ့ရမနေတာပဲဖြစ်ပါတယ်။ယုံကြည်ရပဲပြန်ပြီးတော့ ကိုအသားတွေကိုပြန်စမလားဆိုတဲ့အနေထားတော့ကြည့်ရမှာဖြစ်ပါတယ်ကိုယ်တိုင်မျိုးတွေအားလုံးပဲဒီဗီဒီယိုကြောက်တယ်ပဲသုံးသပ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်လာပြည့်ကျွန်တော်ရဲ့ကိုကြေးပရိုဒူရှင်ပရိုဒူရှင် channel လေးကိုလည်းရန်စကမ်လို့လည်းစကရပ်ပြီးဘေးရခွန်နေရကြည့်မြတ်လက်မြတ်ပြီးတော့တရင်အားလုံးကြည့်ရှုနားဆင်ကြရဖြစ်ပါတယ်ကိုယ်တိုင်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်နေဆုံးတွေ့ကြပါမယ်ဒီ channel လေးမှာကတော့မနေ့7နာရီခွဲသတင်းစီစဉ်နဲ့ည7နာရီခွဲသတင်းစီစဉ်ဒီနေ့နှစ်ကြိမ်တင်ပြပေးသွားမှာဖြစ်တဲ့ကိုယ်တိုင်မျိုးတွေအားလုံးပဲကိုယ်တိုင်ပြည်ဒီဆုံးထိအတူတူရှေ့ဆက်လျှောက်ကြပါစို့ဗျာ